အားလုံးဝမ်းမြောက်လာပါ Top Football ကနေပြောမှပြန်လဲကြိုးစားလိုက်ပါတယ်ပြီးခဲ့တဲ့ရက်မှာကစားခဲ့တဲ့ Manchester Derby ကတော့ပရိသတ်တွေအားလုံးနဲ့သိကြတဲ့အတိုင်းပဲ Manchester City က United ကို3-0ဆိုတဲ့ရလနဲ့နိုင်ရရှိခဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပွဲစဉ်ပြီးတဲ့အချိန်မှာအခုအချိန်ဒီအကုန်လုံးပြန်ကြည့်မယ်ဆိုလို့ရှိရင်အများဆုံးတွေ့ရမှာက Ruben Amorim ရဲ့ကစားကွက် Ruben Amorim က ဒီကစားကွက်ကြီး M1 မန်တိပါလျက်နဲ့ဒီကွန်လေကြီးကဟနေမန်တိပါလျက်နဲ့ပေါ့နေမန်တိပါလျက်နဲ့ဘာကြောင့်မလို့ဒီလိုကစားသလဲဆိုတော့အမြင်တွေအများစုကိုပဲမြင်ကြရလိမ့်မယ်ဒါပေမဲ့တစ်ဖက်ချမ်းမှာ Ruben Amorim ရင်ဆိုင်ခဲ့ရတဲ့ နီးပြကဖတ်ကွာရီယိုလာဆိုတာကိုကျွန်တော်တို့တွေးကြည့်မယ်ဆိုလို့ရှင်ဒီကနေ့မတူတဲ့ perspective view တစ်ခုကိုရလိမ့်မယ်လို့ထင်တယ်အဲ့ဒါကတော့ဗာလဲဆိုတော့ Premier League မှာ Pocket Play နဲ့ပတ်သက်လို့ရှင်ဖတ်ကွာရီယိုလာကအဆုံးဆုံးတီထွင်နိုင်ခဲ့တဲ့သူဖြစ်တဲ့အဆုံးဆုံးကစားနိုင်ခဲ့တဲ့သူဖြစ်တဲ့လက်ရှိအချိန်ကြီးလဲ Pocket Play မှာအကောင်းဆုံးကစားထားနိုင်တဲ့အသင်ဖြစ်နေစေဆိုတာပဲအဲ့တော့ဒီနေ့ဒီဗီဒီယိုက Ruben Amorim ကိုကာကွယ်ပေးတဲ့ဗီဒီယိုမဟုတ်ဘူး ။ဘာလဲဆိုတော့ Manchester City က United ရဲ့ pocket play တွေကိုဘယ်လိုကစားသွားသလဲ။ United ရဲ့ pocket တွေ၊ United ရဲ့ဒီ present shape တွေ၊ United ကိုဘယ်လိုမျိုးအာထိန်းချုပ်စုံမချေလေသွားသလဲဆိုတဲ့အကြောင်းအရာကိုအဓိက discuss လုပ်မှာ။ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စလိုက်ကြရအောင်။ ဒီပွဲစဉ်တော့တကယ်တော့အများကြီးပြောနေစရာမရှိဘူး။ Manchester United က final သက်ဆုံးမှာပြိုင်ဘက်သင်းရဲ့ penalty box ထဲမှာဘောလုံးထိကျအများဆုံးကစားသမားကဘယ်သူလဲလို့ကြည့်လိုက်မယ်ဆိုလို့ရှိရင် Patrick Drogo ကိုတွေ့ရလိမ့်မယ်။ဆိုတော့တိုက်စစ်မှုကလည်းဘောလုံးထိကျမများဘူး။ဒါအပြင်ကို Fazen Lane တွေကိုတကယ်လှုပ်ပေးရတဲ့ကွန်းလေကားလူတွေလည်းမများဘူး။ Patrick Drogo လို့ဝင်ဘက်ကစားသမားတွေကများနေတာကြည်ချင်းအပြင် Manchester United က White Area ကနေပဲတိုက်ခိုက်ခြင်းလေဆိုတဲ့သဘောမြင်ရတယ်။ဒါကအလုပ်ဖြစ်ခဲ့သလားဆိုတာကို United တကူမှမရခဲ့တာကိုကြည့်လို့ရှင်ပိုပြီးရှင်းလင်းလိုက်မယ်လို့ထင်တယ်။ဒီတက်ပိုပြီးတော့မှဒီပွဲထဲမှာအဲမက်ဆီကိုဆွဲသွားစီတဲ့အကြောင်းအရာကပါလဲဆိုတော့ Manchester City ရဲ့ pocket play ကစားသွားတဲ့ပုံဒါပြင်ကို Manchester City က Manchester United ရဲ့ present တွေကို BF face မှာဘလိုမျိုးကြော်ဖြတ်သွားသလဲဆိုတဲ့ဟန်။ဘာလဲဆိုတော့ Manchester United ရဲ့ဒီ defensive shape ကဒီပွဲမှာသလိုရှင်541ဆိုတဲ့ defensive shape ကိုသွားတယ်ဆိုတော့ဒီ541ကိုကျွန်တော်ဒီမှာသလိုရှင်တစ်ချက်မြင်ရလိမ့်မယ်ဒီ541ရဲ့ defensive shape မှာဆိုလို့ရှင် Manchester United ကဒီ United ကစားသမားတွေကဘောလုံး900ဘက်ကိုလိုက်ပြီးတော့မှရွေးရှားပြီးတော့မှကစားတယ် okay ီယာကပြီးခဲ့တဲ့ရာသီမှာကလေးကမန်ချက်စတာယူနိုက်တက်ကစားနေကြပုံစံဒီယာဒီမှာလည်းဒါမျိုးပုံစံကိုပဲမြင်ရလိမ့်မယ်ဒါပေမဲ့မတူတာကယူဆိုင်ရတာကမန်ချက်စတာစီးတီးမန်ချက်စတာစီးတီးကဒီမှာဆိုလို့ရှိရင်ယူနိုက်တက်ရဲ့ defense line နဲ့ midfield line နဲ့ဂျားထဲမှာဆိုလို့ရှိရင်ကစားသမား၃ယောက်ထိရှိအောင်တွေ့ရလိမ့်မယ်အဲ့ဒီ၃ယောက်မှာဆိုရှင်ကွန်းလက်ကစားသမား၂ယောက်ဝင်းကကစားသမား၁ယောက်ဆိုတော့ဝင်းကကစားသမားကို inverter ဖြစ်တဲ့ဝင်ခိုင်းခြင်းက မန်ချက်စတာစီးတီးမှာဒါကထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူး။ဒါပေမဲ့ဒါက BFA ဆက်တော့အရန်ကိုရေးပါတဲ့အပြင်ကိုမန်ချက်စတာစီးတီးရဲ့တိုက်စစ်ဆင်မှုတွေအတွက်လည်းအရန်ကိုရေးပါတယ်။ Okay ဆိုတော့ Manchester City က BFA တင်မှာဘယ်လိုစားတယ်လဲပေါ့။ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ Manchester United က5 4 1ဒီဒီ5 4 1ဆိုတဲ့ present shape နဲ့ present ပေးထားတယ်ဒါပေမဲ့ဒီလို present ပေးတဲ့အနေထားတကူမှာလွတ်နေတဲ့နေရာတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ CD ရဲ့ကွန်းလက်ကစားသမားက3ယောက်ပြအဲ့ဒါကြောင့်မလို့ဒီကွန်းလက်ကစားသမားတွေကတယောက်ကိုတော့ center back ကစားသမားတယောက်ကအမြဲတမ်းတက်ပြီးတော့မှ press ပေးကိုပြီးနေရမှာပဲဒီနေထားတကူမှာတလို့ရှိရင် Bruno ကဒီမှာတလို့ရှိရင်လည်းနည်းနည်းဟထားတာကိုမြင်ရလိမ့်မယ်ဒီမှာ Lenny Yoro ကလိုက်ပြီးတော့မှ press ပေးဖို့တော့စူးစမ်းမှာကိုမြင်ရလိမ့်မယ်ဒီနေထားမှာ Ugarte ကသူ့ရဲ့ဘေးနှစ်ဖက်စလုံးမှာကွန်းလက်ကစားသမား2ယောက်စီရှိအောင်2ယောက်ကိုမြင်နေရလိမ့်မယ်ဆိုတော့ तू ကဘယ်ဘက်ကိုကတ်မှလားညာဘက်ကိုကတ်မှလားဆိုတော့ အဲ့ဒီနေသားတစ်ခုမှာအာဥဂါဒီတို့ရရွေးချယ်ခြင်းစရာကဒီဘက်ချမ်းကိုသာကတ်လိုက်တယ်ဆိုလို့ရှိရင်ဒီရရူဂျီကလုံးဝနေရလွတ်ကြီးဖြစ်သွားမှာဒါကတေးကြတယ်ဒီမှာဆိုလို့ရှိရင်ဘလူးနိုကလည်းနောက်မှဂျန်နေခဲ့တဲ့ဖော်ရန်ကိုပရဇင်ပေးဖို့အတွက်စဉ်းစားနေပြီးသွားပြီဆိုတော့ဒီမှာဆိုလို့ရှိရင်ဥဂါဒီကတစ်ဖက်ချမ်းကိုကတ်ဖို့အတွက်ရွေးချယ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာရူဂျီကလုံးဝလွတ်ကြီးဖြစ်သွားပြီတကယ်တမ်းဆိုလို့ရှိရင်ဒီရနေရအတွက်မန်ချက်စတာယူနိုက်တက်ကပရဇင်ပေးတဲ့နေသားတစ်ခုမှာ ဒီမစ်ဖီးကကစားသမား2ယောက်စလုံးဥရာတီကောဘရူနိုကော2ယောက်စလုံးဟာရှေ့ကိုတက်ပြီးတော့မှ present ပြီးနေရမှာဒါကရူဗင်နမိုရင်သွားခြင်းနဲ့ပုံစံတူမျိုးလို့ပဲကျွန်တော်ကယူဆတယ်ဒါပေမဲ့အဲ့ဒါလိုမဟုတ်ဘဲနဲ့ကစားသမားတွေက individual ကအဲတစ်ဖက်ချမ်းကိုကပ်ဖို့အတွက်ရွေးချယ်လိုက်တဲ့အချိန်မှာသလို့ရှင်ဒီမှာလန်နီယူရိုကလည်း present ပေးထားပြီးသားဒီနေ့ထားကိုဥကားတေးက miss understand ဖြစ်တယ်အဲ့ဒီနေ့ထားကြောင့်မလို့ Rodri ကလွတ်သွားတယ်ဆိုတော့ Rodri လွတ်သွားတော့ဘာဖြစ်တယ်လဲပေါ့ဘာမှမဖြစ်ဘူးဒါပေမဲ့ Man City ရဲ့ဂွန်းလေက နေရာရွှေ့လိုက်တဲ့အချိန်ဆိုရင်တော့ဖိုဒန်ကတကယ်တမ်းတော့ဒီဘက်ချမ်းမှရှိနေတာအောက်ဘက်ချမ်းမှရှိနေတာဒါပေမဲ့ဖိုဒန်ကအပေါ်ပန်းတက်တယ်အပေါ်ဘက်ကလူကအောက်ဆင်းတယ်ဆိုတော့အဲ့ဒါလိုဆင်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လန်နီယူရိုကအဲ့ဒီဘက်ချမ်းနေလိုက်ပြီးပရဇင်ပေးလို့မရတော့ဘူးယူရိုပရဇင်ပေးရမှာကဖိုဒန်ဖြစ်သွားပြီဆိုတော့အဲ့ဒီကစားသမားကိုလိုက်ကက်ကမဲ့သူကဒီမှာဆိုလို့ရှိရင်ဘရူနိုကဒီရိုဒရီကိုတွတ်ကတ်လိုက်တဲ့အတွက်ကြောင့်ဒီမှာဆိုလို့ရှိရင်နေရာလွတ်အခြေကြီးရသွားပြီဒီကစားသမားကိုလိုက်ကက်မဲ့သူကဥကသိပ်ဖြစ်သွားပြီဆိုတော့ဒီကြားထဲမှာလည်းရှုပ်ထွေးမှုတွေအများကြီးဖြစ်သွားပြီအဲ့ဒီအနေအထားတစ်ခုမှာ ဦးကားတီးကဒီဒီဘက်ကိုလိုက်ပြောမှာ press ပေးဖို့တော့ကြိုးစားတယ်ကြိုးစားတဲ့အနေထားတစ်ခုမှာ catch လေးတစ်ချိန်က rodrigo ဒီမှာဆိုရှင် passing lane ၄ခုလောက်ကိုပွင့်သွားစေခဲ့တယ်ဆိုတော့ဒါက manchester city ရဲ့ bfs ကစားတဲ့ပုံစံ ပြောမယ်ဆိုလို့ရှင်ကွင်းလေကကစားသမားဒီရိုဒီကတော့ deep မှာဆင်းတယ်နောက်ပြီးကြတော့ဒီရိုဒီ deep ကိုဆင်းတယ်ဆိုလို့ရှင်ကျန်ခဲ့တဲ့ကွင်းလေနှစ်ယောက်ကအမြဲတမ်း horizontally ရွေချာနေတယ်အဲ့လိုရွေချာတဲ့အချိန်မှာ Manchester United ရဲ့ marking system ကဘယ်သူကိုကတ်ရမလဲဆိုတော့တိကျတဲ့ instruction တိကျတဲ့ပုံစံလိုမျိုးကိုပုံမဖော်နိုင်တော့ဘူးအဲ့လိုပုံမဖော်နိုင်တဲ့အချိန်မှာဒါမျိုး passing lane အလွတ်ကြီးပေါ်လာဆိုတော့ Rodri BFS ကိုဒါမျိုးပုံဖော်သွားတယ်ပုံဖော်သွားတဲ့အချိန်မှာဒီမှာတို့လို့ရှင်ဒီကနေမှတစ်ဆင့်ဖြစ်တည်လာတဲ့အနေထားကဒီနေထား ဆိုဒီနေသားကနေပြီးတော့မန်ချက်စတာစီးတီးက၉ရောက်ကိုတော့လေတော်တော်လေးနှိစက်ခဲ့သေးတာဒီမှာဆိုလို့ရှိရင် market မရှိတဲ့ကစားသမား market အဲကံမှုအတွက် chance ကြံနေသေးတဲ့လုံးဝအရင်ကြီးကြက်တာမခံထားရတဲ့ကစားသမား၂ယောက်တောင်ရှိတယ်ဒီနေသားကနေ Manchester City ကတော့ကိုမရခဲ့ဘူး okay ဒါက Manchester City ကသူတို့ရဲ့ queen bet champion United ကိုဘယ်လိုကျော်ဖြတ်လဲ United ရဲ့ pricing ကိုဘယ်လိုကျော်ဖြတ်တယ်လဲဆိုတာကိုမြင်ရတဲ့အပိုင်း okay ဒုတိယပိုင်းက Manchester United ကဒါသူတို့ရဲ့ဒီ ကိုကွင်းဘတ်ချမ်းမာတာ defense ကစားနေရဆိုလို့ရှင် City ကဘယ်လိုကစားတယ်လဲပေါ့အဲ့ဒါကလည်း City ကသူ့ရဲ့ Manchester United က pocket play တွေကိုတုံးချတာဒီမှာတို့ရှင် Manchester United က5-4-1ဆိုတဲ့ defensive face ကိုမြင်ရလိမ့်မယ်ဒီ5-4-1ဆိုတဲ့ defensive face ကို Manchester City ကဘယ်လိုအကဲဆန်းတယ်လဲဆိုလို့ရှင်ဒီ pocket area တွေကိုတိုက်ခိုက်တယ် အဲ့ဒီ pocket area တွေကိုတိုက်ခိုက်ဖို့အတွက်အများလန်းကစားသမားက၂ယောက်ဒါမှမဟုတ်လို့ရှင်၃ယောက်ထိကိုရှိနေလေရှိတယ်။ဒီမှာဆိုလို့ရှင် full back ကစားသမားက wide area ကကစားသမား full back ပေါ့နော်ဒီ wing back ကစားသမား၁ယောက်ကဒီရဲ့ United ရဲ့ pocket area တွေကိုပြေးဝင်သွားတော့မယ်။အဲ့လိုပြေးဝင်နိုင်ဖို့အတွက်လည်းဒီမှာဆိုလို့ရှင် foreign ကနေရာလွတ်ဟပီးထားတာကိုမြင်ရလိမ့်မယ်။အဲ့ဒီနေထားကိုဒိုကူကဝင်တာမျိုးလေဖြစ်ကောင်းဖြစ်နိုင်တယ်။ဆိုတော့ ဒီ inverter နဲ့ဝင်မလားပြီးတော့လို့ရှိရင်ဒီဝင်ခွန်နဲ့ဖူးပတ်နဲ့ကစားသမားနှစ်ယောက်ကြားထဲမှာဒီမှာတို့ရှိရင်နေရာ changes တွေအများကြီးအများကြီးအဲ့လိုမျိုးအများကြီးကအမြင်တဲ့နေရာမှာဖြစ်နိုင်တယ်ဆိုတော့ဒီ pocket area တွေကို CD ကတိုက်ခိုက်ဖို့အတွက်အကဲဆန်းဖို့အတွက်ဒီမှာတို့ရှိရင်ကြိုးစားနေပြီအဲ့လိုကြိုးစားမှုကို Manchester United ကဒီ pocket area တွေကိုကျင်းအောင်ကစားရမယ် pocket area တွေမှာလူဝင်ခံလို့မရဘူးဆိုတော့အခြေခံကြတဲ့ law တခုကို Manchester United ကမလုပ်နိုင်ဘူး ဒီနေသားမှာဆိုရင် pocket ထဲမှာကစားသမားတစ်ဖက်တစ်ချမ်းစီရဲ့ pocket ထဲမှာကစားသမားတယောက်စီရှိတဲ့ပြင်ကို wide area တွေမှာဆိုလို့ရှိရင်လည်း United ရဲ့ဒီသူတို့ရဲ့ narrow ဖြစ်ပါလေဆိုတော့ defensive face ကအပြင်ဘက်စီမှာဆိုလို့ရှိရင်လည်း City ရဲ့ကွန်းလေကစားသမား sorry City ရဲ့တောင်ပိုင်းကစားသမားတယောက်စီကလည်းရှိနေပြန်တယ်ပါနာတိုဒိုကိုဒီလိုကစားသမားမျိုးရှိနေပြန်တယ်ဆိုတော့ United ကအပြင်ကိုထိတ်ထုတ်မယ်လို့ဆုံးဖြတ်ပြီးတော့ခါကြမှာ white area တွေကိုဖွင့်ပေးတာ okay ဲ့ဒါလို့ကျင် pocket area တွေကိုကောင်းကောင်းထိန်းချုပ်ရမယ် pocket area တွေကိုအကောင်းဆုံး cover လုပ်ထားရမယ်ဒါကယူရှင်းတယ်ဒါက United ရဲ့ defenses ကစားတဲ့ပုံစံ okay wide area တွေကနေ menu chase crossing တွေ pocket area တွေကိုလုံးဝဝင်မခံဘူးလူဝင်မခံဘူးဘောလုံးဝင်မခံဘူးဒီပုံစံက Manchester United defenses ကစားရမယ်ပုံစံဒါပေမဲ့ဒီ pocket area တွေမှာ United ကတော်တော်လေးကမှ weak ဖြစ်တာကိုမြင်ရတယ်အဲ့ဒါကိုအရှင်းဆုံးမြင်ရတဲ့ကိုက United ပြီးလာတဲ့ပထမဆုံးကို ဒီပထမဆုံးဂိုးမှာဆောနာကပြောခဲ့တဲ့အကြောင်းချင်းရနှစ်ခုလုံးပါဝင်တယ်။ BF Play Manchester City ရဲ့ BF Play ကို United မှာပါနိုင်ခြင်းကပထမဆုံးအဓိကကျတဲ့ချက်ဒုတိယချက်က Pocket Play တွေကိုကောင်းကောင်းမကစားနိုင်တဲ့အချက် Pocket Play Defenses တွေကိုကောင်းကောင်းမကစားနိုင်တဲ့အချက်ပေါ့နော်။ဆိုတော့ဒီမှာတို့ရှိရင် Manchester City ကသူတို့ BF Face ကိုကစားရင်ထုံးစံတိုင်းမှာ Rodrigo နေရာလွတ်ပေးတယ်။ Rodrigo Rodri နေရာလွတ်ရတဲ့အချိန်မှာတို့ရှိရင် Ugarte က pressing ပေးဖို့ကြိုးစားတယ်။ဒါအပြင်ကို Landry Euro ကလည်းဒီမှာတို့ရှိရင် ဒီ4 run ကို present ပေးဖို့တကြိုးစားနေတာကိုမြင်ရလိမ့်မယ်ဒါပေမဲ့သူ့အနေနဲ့အရှိတ်အထိရင်မလိုက်ပဲနဲ့လှုပ်ပေးလိုက်တယ်ဘာလို့လဲဆိုတော့ဒီမှာ Bruno က marking ရှိနေလို့ဆိုတော့ဒီညီသားကိုတစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Lanny Euro အနေနဲ့ misunderstand ဖြစ်တယ်ဖြစ်ချင်စရာပဲ United ကဒီညီသားမှာ lead လုပ်မဲ့နေတာမရှိဘူးပြောချင်တာကဘယ်သူကဘယ်ကိုသွားမယ်ဆိုတော့တိကျတဲ့ instruction မျိုး tactical discipline မျိုးဒီပွဲမှာ United စီမှာမမြင်ရဘူးဆိုတော့ဒီညီသားမှာ4 run ကလုံးဝအလွတ်ကျွတ်ကြီးပေါ်လုံးရတယ် ဖိုဒန်ဘောလုံးရတဲ့အချိန်မှာဆိုလို့ရှိရင် United က defenses ကိုစင်ကာဖို့အတွက်ကြိုးစားတယ်ဒီနေ့သားတိ United ကအရင်ကြီးပြဿနာမရှိသေးဘူး okay United ရဲ့ present ဒီပထမဆုံး striker ကိုကျော်တယ် midfield ကိုကျော်လာပြီအဲကျော်လာတဲ့နေသားတိ United မှာဒီမှာ goal ပေးရနိုင်ချေရှိပါတယ်ဆိုတော့ clear cut chance ပဲကိုမမြင်နေရသေးဘူးဒီနေ့သားတိကိုအဆင်ပြေသေးတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်အဲ switch click ကစားလိုက်တယ် ပါနာဒိုစီဘောလုံးရောက်တယ်ပါနာဒိုစီရောက်လာတဲ့ဘောလုံးကိုဒရိုကိုကမတားစီးနိုင်ဘူးဒရိုကိုမတားစီးနိုင်တဲ့အနေအထားတစ်ခုမှာဒီမှာတို့ရှင်ရေဖူဘက်ကလာမစီဘောလုံးပြန်ရောက်တယ်ရောက်တဲ့အချိန်မှာဒီမှာရိုဒရီကဘောလုံးကင်ထားပြီရိုဒရီဘောလုံးကင်ထားတဲ့အနေအထားတစ်ခုမှာမန်ချက်စတာယူနိုက်တက5 4 1ဆိုတော့သူတို့ရဲ့ defensive space ကိုတည်ထားတယ်။အဲ့ဒီ5 4 1ဆိုတော့ defensive face ကအရှိမပြောခဲ့တဲ့အတိုင်းပဲ wide area တွေကိုဖွင့်ပေးမယ်။ pocket area ကို strong ဖြစ်အောင်ကစားမယ်။ ဒါက United 541ရဲ့အဓိကကြတဲ့ instruction ဒါပေမဲ့ United ရဲ့ pocket area လေးထဲမှာ Manchester City ကနေရာယူကိုယူမှာဆိုတော့ဒီမှာဆိုလို့ရှိရင် Manchester United ရဲ့ pocket area ထဲမှာဒိုကူတရားလုံးရှိမယ်ဒိုကူကို present ပြီးမဲ့သူလည်းမရှိသလိုဘသူက press ပေးရမယ်ဆိုတာလေကောင်းကောင်း instruction ကနားမလည်နိုင်ဘူးဆိုတာတွေ့ရတယ်ဘာလို့လဲဆိုတော့ယူနေပဲစဉ်းစားကြည့်လိုက်ဒီမှာဆိုလို့ရှိရင် Lucio ကဒိုကူကို present ပြီးမဲ့ဆိုလို့ရှိရင်နောက်ထပ်ကစားသမားတယောက်ကလွတ်သွားမယ်အဲ့ဒီကစားသမားကိုအာဒီဘက်က မန်ချက်စတာယူနိုက်တက်ရဲ့တူဂူက present ပြီးမယ်ဆိုလို့ရှိရင်ဘာနာတို့ကလွတ်သွားမယ်ဆိုတော့ဒီအနေထားကို cover ပေးဖို့အတွက်ကရိုးရှင်းဆုံးကရှင်းရှင်းလေးပဲ midfield line နဲ့ defense line နဲ့ကြားတွေက space ကိုကျင်းနိုင်တော့ကျင်းအောင်ကစားဒီနေထားမှာ Manchester United ရဲ့ကစားသမားတွေမကစားနိုင်ဘူးတောင်ပန်ကအာမတ်ကလည်းဒါကိုမထိန်းဆုံးနိုင်ဘူးဒါအပြင်ကိုဒီလိုအခြေအနေမျိုးဒိုကူကဘောလုံးရတယ်ရတဲ့အချိန်မှာတစ်ချက်အသာလေးလှည့်တယ်လှည့်ပြီးတော့မှဒီမှာ United ကသူ့ရဲ့ pocket ကိုကျင်းလိုက်ပြီ okay ကျင်းလိုက်တဲ့နေထားတကူမှာဒီဘောလုံးကို individual performance အရာထွက်လာခဲ့တဲ့ဘောလုံးကို United ကစားသမားတွေလုံးဝမတားဆီးနိုင်ခဲ့ဘူး။မတားဆီးနိုင်ခဲ့တဲ့အပြင်ကိုဒီနေထားရောက်သွားပြီဆိုတော့အချိန်မှာ United ရဲ့ defense line ကစားသမားတွေအကုန်လုံးကကိုပေါက်ဘက်ကိုပြေးကြတယ်။ midfield မှာရှိနေတဲ့ကစားသမားတွေက marking ယူရမယ်။ဒါပေမဲ့ဒီမှာ foreign ကလွတ်လွတ်ကျွတ်ကျွတ်ယူ marking လွတ်နေတာကိုမြင်ရလိမ့်မယ်။ဆိုတော့ဒူကပထမတစ်ခေါက်ဖြတ်တင်ဖို့ကြိုးစားတယ်။အအောင်မြင်မှုဒုတိယတစ်ခေါက်ဖြတ်တင်တယ်။ဖို့ရန်ကိုတားဆီးနိုင်မယ့်ကစားသမားတယောက်မှမရှိဘူး။မာကင်လုံးဝလွတ်လိုက်ခြင်းနဲ့မန်ချက်စတာယူနိုက်တက်ကကိုပြီးလိုက်ကြတယ်။ ဒီပထမဆုံးဂိုးမှာတွေက Manchester United ရဲ့ဒီပွဲစဉ်အတွက် Tactical Belder ကလုံးဝရှုံးနေနေပြီဆိုတာကိုမြင်ရလိမ့်မယ်။ဒါကို cover ပေးဖို့အတွက်လည်း Manchester United ကကြိုးစားခဲ့တဲ့ရဲရောင်မျိုးဒါအပြင်ကိုဒီထက်ပိုပြီးတော့မှဒါကိုတံပြန်နိုင်မဲ့အနေထားမျိုးဒါတွေကို Manchester United စီမှာမမြင်ခဲ့ရဘူး။ဆိုတော့ United အနေနဲ့အဲ့ဒါလို individual ရ performance တွေကအရန်ကိုဆိုးရွားတယ်ဒီမှာသလိုရှိရင်လေဒုတိယမြောက်ဂိုးမှာသလိုရှိရင်လေဒါကိုရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ် pocket area ကိုကျင်းအောင်ကစားရမယ် ဘလို saturation မျိုးဘလို့နေထားမျိုးလာသည်ဖြစ်ပါစေ Manchester United ရဲ့ defense တဲ့တဲ့ပုံစံကို wide area တွေကိုဖွင့်ပေးထားမယ် wide မှာမင်းတို့ကိုင်ရင်တို့ကိုင် pocket area ကိုတော့ကျင့်အောင်စားမယ်ဒါပေမဲ့ဒီမှာဒိုကူကို pocket area မှာအခြေကြီးပေးထားတယ်အဲ့လိုအခြေကြီးပေးထားခြင်းကဒီမှာဆိုလို့ရှိရင်ဘောလုံးရတယ်ဟာလန်ရဲ့ပြေးတန်းကြောင်းတွေကိုချပေးတယ်ဒီလိုနေထားမျိုးမှာဟာလန်လို့တိုက်စစ်မှုမျိုးအတွက်ကိုရဖို့ဆိုတာကသက်ရှူရတာတော့မှာပိုပြီးခက်နေအောင်မယ်ဆိုတော့ ဒီနေသားနဲ့ပဲယူနိုက်တက်က2-0ဆိုတဲ့ပြတ်သားတဲ့ရလက်ကိုဥဆောင်ချင်းခံလိုက်ရတယ်။ဒုတိယမြောက်ကိုပြီးတဲ့အချိန်မှာတတိယမြောက်ကိုကတော့ individual mistake တွေအများကြီးကိုမြင်ရတယ်။ဥကားတည်းရဲ့ဘောလုံးပေးဖို့မူက weak ဖြစ်တယ်။ weak ဖြစ်တဲ့အချိန်မှာ Lucio C ကိုဘောလုံးကအတိအကျမရဘူး။ Lucio ရဲ့ဘောလုံးထိန်းချုပ်တဲ့ပုံစံကလည်းလိုအပ်ချက်ရှိသွားတယ်။အဲ့နေသားမှာ Lucio ကနောက်ကိုပြန်ပြီးဖို့အတွက်ကြိုးစားခဲ့တယ်။ဒီနေသားမှာ Harry Maguire အနေနဲ့လည်းအသေးစံကစားရတယ်။ ဒါပေမဲ့ဒီရက်ဘောလုံးက Harry Maguire က wide area ဘက်ကိုထွက်ဖို့အတွက်ပြေးဖို့အတွက်ကြိုးစားခဲ့တာဘောလုံးကိုဖျက်ဖို့အတွက်ကြိုးစားခဲ့တာဒါပေမဲ့ဒီဘောလုံးကဘာနာလိုစီကိုတက်တက်ရောက်တယ်ဒီနေ့သားမျိုးမှာ Haaland အနေနဲ့လွတ်လွတ်ကျွတ်ကျွတ်ပဲ Manchester United ကိုတတိယမြောက်ကိုသွင်းယူသွားနိုင်ခဲ့တယ်တကယ်တော့ Harry Maguire ကိုထဲတဲ့ဆုံးဖြတ်ချက်ကို Manchester United ပရိသတ်တွေအနေနဲ့ရမ်းကြည့်တော့သဘောကျလိမ့်မယ်လို့မထင်ဘူးဒါပေမဲ့လည်းဒီနေ့ပွဲစဉ်အတွက်ဒါကပဲ highlight ထုတ်စရာဖြစ်သွားခဲ့တာပဲ ိုတော့ tactical battle ရ Manchester United ကတပွဲလုံးမှကြာရှုံးခဲ့တယ်။ဒုတိယပိုင်းမှာ Manchester United ကပေါ်လုံးကင်လာနိုင်တယ်။ဒါပေမဲ့အဲ့ဒီကင်လာနိုင်မှုတွေက final တက်ဆုံနဲ့တိုးဝင်ဖို့အတွက်တိကျတဲ့ tactical discipline တွေအများကြီးကိုမမြင်ခဲ့ရဘူး။ Manchester City ရဲ့စစ်တူရင်ကွက်အနောက်ကိုပဲ Manchester United က like ကစားနေခဲ့ရတာ။ central overload တွေဒါအပြင်ကိုကျွန်တော် pocket play တွေဒါအပြင်ကို individual performance တွေဒါတွေအားလုံးမှ City ကလုံးဝအသာစီးကိုစားခဲ့တာ။ဆိုတော့ Manchester City က chess ကုံတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့ central overload တွေကိုအကောင်းဆုံးသုံးချသွားပြီ pocket area တွေကို Manchester United ရဲ့ weakness တကယ်တမ်း541ကစားပါတယ်ဆိုတော့ defensive phase တွေမှာဆိုလို့ရှိရင်ဒီ midfield line နဲ့ defense line ကအရှမ်းကိုမှကျင်းတယ် Manchester United ကတော့ကြေကြေကစားတယ်အဲ့ဒီကစားနေတဲ့ကြေကြေလေးကိုပဲ Manchester City ကတိုးဝင်ပြီးတော့မှအနိုင်ရောပဲဖြစ်တယ်ဒီပွဲစဉ်အတွက် Ruben Amorim ကိုပြစ်ဆိုခြင်းလဲဆိုလို့ရတယ်ဒါပေမဲ့ Manchester City ရဲ့ပြောင်မြောက်တဲ့ tactical discipline ကြီးဒါအပြင်ကို individual performance တွေကိုတော့ကျွန်တော်တို့မျက်ကွယ်ပြုလို့ရလိမ့်မယ်လို့မထင်ဘူးဆိုတော့ဒါက Manchester Derby မှာမြင်ခဲ့ရတဲ့ niche ပိုင်း tactical belt တွေပဲဒီပတ်တင်မှာတော့ Manchester City ကအပြတ်တက်သားခဲ့တယ်ရလဲရရော niche ပိုင်းရအောင် individual ရအောင်အကုန်လုံးမှာ Manchester City ကအပြတ်တက်သားရရှိပြီးတော့မှ United ကို3-0ဆိုတဲ့ရလန်းနဲ့ပြပြတသားကိုနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီရဲ့ tactical အကြောင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုထင်ကြလဲ Manchester United ကစားနေတဲ့541ကပဲဒီဟာရဲ့အားနည်းချက်လားဒါမှမဟုတ်လို့ရှိရင် Manchester United ရဲ့တသက်မှတ်ထဲမရှိတဲ့ discipline တွေအကြောင်းကိုကျွန်တော်တို့ easy နောက်တစ်ပုတ်မှာပြောလို့ရလိမ့်မယ်လို့ထင်တယ်ဆိုတော့ဘယ်လိုထင်ကြလဲ comment နဲ့မှဝင်အောင်ဆွေးနွေးကြပါဦးကျွန်တော်နောက်တစ်ဗီဒီယိုတစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြရပါဦး